အားလုံးပဲမင်္ဂလာပါဗျာနဲ့ကျော်ဖော်ပြပေးခြင်းတဲ့အကြောင်းအရာကတော့ဒူဖွန်ွေကျော်နင်းနဲ့လုံနေလေးဖြစ်ပါတယ်ခင်ဗျာ ပါဝင်ပစ္စည်းများဖြစ်သည့်ဒလမဲမုံစာရင်ချုံမုံနှွင်းနဲ့ ကျေတဲ့နင့်ကိုရောပြီးတော့ကျွန်တော်တို့ကြည်အောင် ရောဓမ္မပွေပေးပါမယ်။လုံးနေတော့ပဲနင့်များမပါဝင်အောင်စစ်ပြီးလေကျွန်တော်တို့မိဖို့ပေါ့မိအေးလေးနဲ့တည်ထားပါမယ်။တည်နေရင်လည်းပြစ်လာသည့်အထိဆမွေထားပေးပါ။မွေရင်လည်းပြစ်လာပြီဆိုရင်ကျွန်တော်တို့ဖြော်ထားတဲ့အနစ်အရေးတွေကိုဖြည်းဖြည်းချင်းထည့်ပါမယ်။ ွေနေရင်းနဲ့ပုံပြီးပစ်လာပြီဆိုရင်ကျွန်တော်တို့ရွှေလွင်းနဲ့နည်းနည်းချင်းထည့်ပါမယ်မွေလာရင်းနဲ့ကျော်တို့လိုချင်တဲ့အနေထားရောက်ရင်အရသာကိုမြင်ကြည့်ပါမယ်တော်ဖွွန်ွေ အနည်းဖြစ်တဲ့ဒီအတွက်ကျွန်တော်တို့အရသာပေါ့ပေါ့လေးပဲယူပါမယ်ခင်ဗျာ ွေလာရင်လည်းဒီလိုလေးပြပြလေးရလာပြီဆိုရင်သူဝင်ရဲ့အနစ်ရပါပြီဒါဆိုရင်ကျွန်တော်တို့ရဲ့အတူဆိုင်လေးတွားခင်းကြရအောင်ဗျာ အရင်ဖမဦးဆုံးခေါင်းဆဲကိုရင်တွင်နဲ့အရင်ဆုံးဖြောပြီးတော့ဒူဘူးနင်းနဲ့အရင်ဆုံးရောလိုက်မယ်။ဒါဆိုရင်ကျွန်တော်နဲ့အတူဒူဘူးနင်းတို့ပဲဘယ်လိုပြင်ဆင်တာလဲဘယ်လိုမျိုးတော့အစာပလာလေးပါဝင်တာလဲဆိုတော့အတူတူလက်ကြည့်ကြအောင်ဗျ။ ယ်ဖာမာဦးဆောင်ကျွန်တော်တို့ကျွလွန်ကျော် CEO နှစ်စွန်းတော့ထည့်ပါမယ်။ဒီရင်ပေါကိုစောက်ကိုစီစီမွေးကိုထည့်ပါမယ်။ဇညုအချူထည့်ပါမယ်။ဇညုအငံကိုလည်းထထည့်ပါမယ်။ကျွန်တော်တို့ကကြတော့ကိုပြန်လောက်ကြတာပေါ့နော်။ကျွန်တော်များခေါ်ကြဇညုအချင်းဇညုအပြစ်ပေါ့။ညီပဲထည့်ပါမယ်။နန်းထည့်ပါမယ်။ဒါဆိုရင်စားစားလို့ရပါပြီ။ စိုက်ပါလို့စားချင်ရတော့ဗျာကိုယ်တိုင်လှုပ်မစားပါနဲ့ဝယ်တာဝယ်စားပါ ready made ထုတ်လေးရှိပါနဲ့ဘာလို့ကျွန်တော်ဒီလိုပြောလဲဆိုရင်တောက်အောင်လှုပ်ရှုပ်လို့ပါခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်